ပြည်သူတွေကဗျာကျွန်တော်လေရင်ဝဲနေပြီးအိမ်ခေါင်ဘိုးဘောကတက်တက်ဝဲနေတာလိုင်းပြီးတဲ့အခါကျရင်လိုင်းလွင်တာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နဲ့ကြီးကြသွားတယ်အဲတို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာဒီစစ်ရှုံးကောင်စီကကောင်တွေကတန်းတိနေရတာပေါ့နော်ဒီအကြောင်းတွေကိုတန်းတိနေရတဲ့အခါမှာဥပမာလက်နဲ့ကြီးကြသွားတယ်စေးုံနားလေးမှာပဲကြသွားတယ်ဆိုလို့ရှိရင်အဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက်ပြစ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့ အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့အစီရေးနေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော်သိတဲ့အခါမှာအဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီကိုပြန်ယူလာပြီးတော့ဖုန်းတွေအကုန်သိမ်းသွားဘယ်လောက်တောင်သိမ်းလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နဲ့တူတယ် ဖုန်းနေခဏပေးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လူရှင်တို့ပိုးလေးမှာစတားလင့်အင်တာနက်အထူးစိုးရင်ရတဲ့အခြေအနေကိုပြောပြလာပြီးမှအဆုံးထိနားဆင်ပေးသွားခဲ့ကြပါဦးခင်ဗျာဒီစတားလင့်ကိစ္စနဲ့ပတ်သက်ပြီးရှေ့မှာအညာမှာပါပဲအညာမှာရှိတဲ့ညီမတယောက်ကကျွန်တော်ကိုလွန်ခဲ့တဲ့တနှစ်ကျော်လောက်ကဆက်သွယ်ကျွန်တော်တို့ရဲဘော်ညီကူတွေကဒီစတားလင့်ကို လာပြီးတော့သူတို့အိမ်မှာရှိတဲ့ starling ကိုလာရောက်ပြီးတော့တိမ်းသွားတယ်ပေါ့နော်တိမ်းသွားတယ်ဆိုတော့ကိုတိုင်းကျော်တို့အနေနဲ့လူမှုကွန်ရက်စာမျက်နှာပဲဖြစ်ဖြစ်တခြားတစ်ခုခုပြောပေးပါလားဆိုပြီးတော့အဲကျွန်တော်လာတောင်းဆိုတယ်အဲ့ဒီခါမှာကျွန်တော်ကစုံစမ်းလာပေါ့နော်တရင်တက်ဖွဲ့လာရောက်တိမ်းသွားရဲဆိုတရင်တက်ဖွဲ့ကိုအနေငယ်စုံစမ်းကြည့်လိုက်တဲ့ခါမှာအကြောင်းရင်းအမှန်ကိုကျွန်တော်သိရတယ်အဲလုံခြုံရေးပေါ့အဓိကတော့လုံခြုံရေးပါပဲလုံခြုံရေးအကြောင်းရင်းအမှန်ကိုသိရတဲ့ခါမှာ ဲ့ညီမကိုကျွန်တော်ညီမဒါဆိုဒါဆိုအခုစုံစမ်းကြည့်တယ်လုံခြုံရေးအရာအရန်ဘောနော်ဒီ line ရှိတဲ့အခါမှာတချို့ပြည်သူတွေရဗျာကျွန်တော်လေရင်ဝဲနေပြီးအိမ်ခေါင်ဘိုးပေါ်ကတက်တက်ဝဲနေတာ line ပြီးတဲ့အခါကျရင် line လွင်တာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နဲ့ကြီးကြသွားတယ်တို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာဒီစစ်ရှုံးကောင်စီကောင်တွေကတန်းတိနေရတာပေါ့နော်ဒီအကြောင်းတွေကို တန်းသိတရတဲ့အခါမှာဥပမာလက်နဲ့ကြီးကြသွားတယ်ဆေးရုံနားလေးမှာပဲကြသွားတယ်ဆိုလို့ရှိရင်အာဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက် ပြတ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့စီရင်နေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော် သိတဲ့အခါမှာပြန်ဆက်တယ်ပြီးတော့သူ့ကိုရှင်းပြရတယ်ရှင်းပြရတယ်ပေါ့နော်နောက်ဘယ်တော့မှမကြဘူး စတာလင်လာပြီးတော့ပြန်ပြီးသွားတယ်ဆိုတော့ဒီကိစ္စတစ်ခုကဒါဘယ်သူမှမသိဘူးကျွန်တော်လည်းတုံတန်ပြောခဲ့တာပေါ့နော်ဒီဒီကကျွန်တော်တို့အချင်းချင်းပဲသိတယ်ပြည်လေွားတယ်ဆိုတော့ကျွန်တော်တို့ပြည်သူကမွေးဖွားတဲ့ပြည်သူရင်းနေတဲ့နှလုံးသားတွေကတက်မတော်ဖြစ်တယ်ပြည်သူရဲ့သားသမီးတွေဖြစ်တယ် PDS ဆိုတာလေအပြည်သူပြည်သူရဲ့ပြည်သူကြားတွေကမွေးလာတာပဲလေနော်အဲမအီပြည်သူရင်ဝင်တွေကအမေတွေရဲ့သားတွေသမီးတွေ ဖြစ်တဲ့အတွက်ပြည်သူဥစ္စာပစ္စည်းကိုလွဲသုံးစားမလုပ်ဘူးဆိုတာကျွန်တော်ယုံကြည်တယ်အခုဖြစ်တဲ့အဲနားလည်မှုလွဲတဲ့ရုပ်သံဖိုင်ကိုကြည့်ရတဲ့အခါမှာအဲကျွန်တော် Starling အတွေ့အကြုံနဲ့ပြောရရင် ကျွန်တော်တို့ကဟိုစုံမနိုင်မြေကြီးလွမြောက်နေမြေကြီးမှာကျွန်တော်၃နှစ်နီးနီးတော့ထဲမှာနေဘူးလားကရန်ယူမာရဲ့ဂရင်းနီမာရဲ့ကရန်ယူမာကျွန်တော်တို့တော့ရောက်ခါစားမှာ ဘာမှမသိဘူးလေကျွန်တော်တို့ကဒီစည်ရီးတို့လုံကြုံရီးတို့ဘာမှမသိဘူးမသိတဲ့အခါမှာဆိုတော့တနက်လွယ်ပြီးတော့ဓာတ်ပုံရိုက်တာတို့ကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်လက်ပစ်ပုံကင်ထားတဲ့ပုံဆိုလို့ရှိရင်အရန်အဲ့ဒီလွေးတော်လည်းအစမှာအရန်ဟော့ရယ်ပေါ့နော်အဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီဦးတရင်ကြီးကလာပြီးတော့ဖုန်းတွေအကုန်လုံးသိမ်းသွားဘယ်လောက်တောင်သိမ်းလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နဲ့တူတယ် ဆိုတော့အိမ်လည်းလည်းအဆက်အသွယ်မရအဲကျွန်တော်တို့လိုင်းပေါ်မှာချိတ်ဆက်ထားတဲ့ရဲဘော်ရဲဘက်တွေနဲ့လည်းအဆက်အသွယ်မရအဲနောက်ဘာမှလည်းနှစ်လတွင်းတွင်းမှာလိုင်းလည်းမရှိဖုန်းလည်းမသုံးပါဆိုတော့တော်တော်ကိုစိတ်ထဲမှာခံပြင်းတာပေါ့နော်ခံပြင်းတဲ့အခါမှာအာနာရှင်ကိုမကြိုက်လို့တော်လန့်နေတာအာနာရှင်ဆန်နေဆိုတဲ့စကားမျိုးတွေတို့ကျွန်တော်အများကြီးပြောပြောပြတာပေါ့နော်အဲနောက်ကျွန်တော်တို့ဖုန်းနေပြန်ရတဲ့အချိန်နောက် line ကောင်းကောင်းသုံးရတဲ့အချိန် ရောက်တဲ့ခါကျမှအခုတော်လိုင်းကာလမှာအခု၄နှစ်အတွင်းမှာတော်လိုင်းနေမီတီသွားတဲ့ခါကျမှသိတယ်အဲ့ဒီအချိန်ကဖုန်းနေခဏပြီးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါဒလန်နေဒလန်နေရှိတာပေါ့နော်ရှိတဲ့အခါမှာဘသူဒလန်အဲဘသူကတော့ဆုံးသွားလို့စီရေးတဲ့ရင်ပေါက်ကြားလာဆိုတဲ့ဟာကိုမပြောဘဲနဲ့ ကိုဘာလို့ကိုနီးကိုဟန်နဲ့ဒီကရိုင်းယူကခေါင်းဆောင်တွေကဖြည့်ရှင်းပြီးတော့ကျွန်တော်တို့ဖုန်းတွေတင်ထားလိုက်လို့ဒါအဲ့တုန်းကကျွန်တော်တို့မှာအထိခိုက်အရှနာနေတာအဲ့လိုဖုန်းတွေတင်ပြီးတော့မကြသေးတဲ့အချိန်မှာကျွန်တော်တို့နေတဲ့နေရာနဲ့နီနီလေးအဲတမိုင်ပတ်ချလဲနှစ်မိုင်ပတ်ချလဲလောက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ပြီးတော့အင်အားခန့်မှန်း80တရာလောက်နဲ့စစ်ကြောင်းထိုးလာဆိုတော့ဒီဖုန်း လိုင်းမီတာရဲ့ဒီဖုန်းရဲ့ကပြဿနာအများကြီးရှိတယ်ဆိုတာကျွန်တော်ဒီတော်လိုင်း3-4နှစ်နေတော့မှသိတာဆိုတော့တခြားတက်မှာတစ်ခုမှလည်းအဲ့လိုပဲဒီရဲဘော်ရဲ့အတူတင်တန်းစင်းတင်တန်းအတူတက်နေတယ်အဲမှာစစ်ကောင်စီကဘူအစ်င့်လောက်ရှိတဲ့စစ်ကြောင်းမှုအစ်င့်ဘူအစ်င့်လောက်ရှိတဲ့တကောင်ပါလာတာပေါ့နော်ပါပြီးတော့အဲ့ကောင် UG လုပ်မယ်ဆိုပြီးတော့ရန်ကုန်ခဏပြန်သွားပြီးတော့စစ်ကြောင်းလိုက်ကြီးခွေးတွေကိုပြန်ခေါ်လာတာ သူတင်တန်းတက်ခဲ့တဲ့နေရာသူကြက်စားခဲ့တဲ့ရဲဘော်တွေနဲ့အတူတူနေတဲ့နေရာမှာဒါမျိုးလောက်တာတွေကလိုင်းမိတဲ့အခက်အခဲရှိတဲ့အခါမှာအရန်ပြဿနာရှိတယ်ဒါကကျွန်တော်ကိုတွေ့တယ်ပါကျွန်တော်လောက်ကြံလီစေပြီးပြောနေတာမဟုတ်ကျွန်တော်ကိုတွေ့တယ်ဖြစ်တယ်အဲအဲ့တော့ကျွန်တော်ဟိုဘက်ကိုပြန်သွားအောင်ပါအဲကျွန်တော်တို့ခရီးနီမှာနေတဲ့အခါမှာလဲအဲ့လိုပဲဒီကောင်ဒီကားဝက်ရှော့တွေဥမာဗျာကားဝက်ရှော့တွေရှိတယ်ပဲထားလိုက်ပါတခုခုပေါ့နော်လူစုလူကြီးရှိတဲ့နေရာတွေမှာပြည်သူတွေကြီးပဲနော်ဒီ Starling ကိုအချိန်ပိုင်းသုံးရတဲ့ နေရာတွေမှာလူစုလူဝေးရှိပြီဆိုတာနဲ့ဒီကောင်တွေကပြည်သူပြစ်မှတ်ထားပြီးတော့လေနဲ့လာကျဲတယ်အပြီးတော့မှဒါရဲဘော်တွေပဲဆိုတဲ့ဟာမျိုးလုတ်တဲ့အခါကျတော့စည်ရေးတစ်ခုခုပေါ်ဆောင်မယ်ဆိုလို့ရှိရင်ဒီ Starlink ပြဿနာ line ခက်ခဲရတိုင်းရှိတဲ့အခါမှာသုံးရလို့ကျွန်တော်တို့ဒလန်တွေတည်င်းပို့တာတို့အတိုက်ပွဲဖြစ်နေတဲ့အခြေအနေကိုချက်ချင်းတင်တာတို့ဟာအရန်စည်ရေးအတွက်အနေများပါတယ်ဒါကြောင့်အခုလည်း အကြောင်းတစ်ခုခုကြောင့်ကျွန်တော်တို့ရဲဘော်တွေဒီ Starling ကိုထိန်းသိမ်းထားတယ်လို့ထင်ပါတယ်ပြန်ပြီးတော့လည်းပြည်သူနဲ့ AA မှ Starling Internet ငှားရမည့်အစီအစဉ်ကြန့်ကြာနေရခိုင်ပြည်တွင်ဆက်သွယ်ရေးအဆင်ပြေစေရန်အရခတ်တတော် AA မှ Starling Internet အားတက်စင်ငှားရမည့်အစီအစဉ်ယနေ့ချိန်ထိအကောင့်ထဲမဖို့သေးကြောင်းဒေတာခံများထံမှသိရသည်ဆက်တက်စင်ကကြက်9သိန်းနှင့်စီယံငွေ ကျက်ငါတိန်စုစုပေါင်းကျက်တဆက်တိန်ကနဦးပေးသွင်းမှုဖြင့် Starlink Internet ဝန်ဆောင်မှုပေးအပ်မည်ဟုဇွန်လ16ရက်နေ့တွင်အာရခတတော် AA မှနှစ်နီးပညာဌာနမှပြဋ္ဌာန်းချက်တစ်ခုထုတ်ပြန်ခဲ့သည်ထိုပြဋ္ဌာန်းချက်အရ AA ပိုင်ဆိုင်သော Starlink ပစ္စည်းများနှင့် Internet ဝန်ဆောင်မှုလုပ်ငန်းများကိုတတိပုဂ္ဂလဆိုင်ရာအသုံးပြုသူများထံငြားရန်လုတ်ကင်ခွင့်ပြုမည်ဟုပြောဆိုထားခြင်းဖြစ်သည် အဆိုပါပြထန်းချက်ကြောင့်စတားလင်5ရန်3ဆွဲရန်ရှောက်ထားသူများရှိခဲ့တော်လဲ AAE နည်းပညာဌာနဘက်မှလက်ရှိအချိန်ထိအကောင့်ထဲပေါ်ဆောင်ရွက်လာခြင်းမရှိသေးကြောင်းသိရသည်ရှောက်ထားသူများဥဒေတာခန့်စီးပွားရေးလုပ်ငန်းရှင်တဦးကကျွန်တော်ကကုန်တယ်တဦးပါကုန်သွယ်ရေးအဆင်ပြေဖို့နဲ့ကုန်ပစ္စည်းတွေရှာဖွေနိုင်ဖို့နဲ့ကုန်ပစ္စည်းတွေရဲ့သတင်းချက်လက်တွေကိုရှာဖွေနိုင်ဖို့စတားလင်ရှောက်ထားတာပြီးခဲ့တဲ့2လလောက်ကပါဒါပေမဲ့အခုထိတော့အကြောင်းမပြောင်းသေးပါဘူးဘာဖြစ်လို့လဲမေးကြည့်တော့ဆောက် ဆိုင်းဖို့ပဲပြောပါတယ်တခြားထွေထွေထူးထူးပြောပြတာမရှိဘူးကျွန်တော်တို့ကလည်းအတင်းမပြောရဲဘူးလေဟုပြောသည်အာရခတက်တော်အနေဖြင့်ဒေတာတွင်အင်တာနက်သုံးဆွဲခြင်းနှင့်မိုဘိုင်းဖုန်းလိုင်းဆက်သွယ်ရေးများကိုစစ်ကောင်စီတပ်၏လေကြောင်းအနေအကျောင်းလူမှုလုံခြုံရေးအတွက်ဟုဆိုကာ AAE စစ်ဖက်အရက်ဖက်ယုံများမှလွယ်၍လူမှုသုံးဆွဲခွင့်ကိုထိန်းချုပ်ကန့်တတ်ထားခြင်းဖြစ်သည် ထိန်ချုပ်မြို့နယ်များတွင်လူထုအနေဖြင့် Starlink Internet ကိုအေအေမှချမှတ်ပေးထားသည့်မြို့နယ်အလိုက်သုံးဆွဲနိုင်ခွင့်ရှိသည့်နေရာများတွင်တစ်နာရီ2000ကျပ်ဖြင့်အကန့်အသတ်နှင့်သုံးဆွဲနေကြရသည်။